ဘာသာမတူတဲ့မျိုးသားနဲ့ဖူးဆောင်ဆောင်ခဲ့ရပေမယ့်ပါရမီဖြည့်ပေးလို့လို့ပြောရွှင်နေရတဲ့မင်းသမီးချော်လေးမြတ်တူတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစ်မြတ်တူတူကတော့ဇလန်တွဲတွေရှာရင်းကနေပြည်ပြင်းနဲ့တရုတ်ဆောင်ချက်တွေကြောင့်ပရိသတ်ခိုင်မာရရှိခဲ့တဲ့သူတွေဖြစ်ပါရစ်စရတဲ့မင်းသမီးဘဝနဲ့ပရိသတ်အားပေးချစ်ခင်မှုကိုရှာခဲ့ပေမယ့်အိမ်အောင်ပြုချိန်မှာလူပြိုကိုမယူခဲ့လို့ဝေဖန်ခံရတာလည်းဖြစ်ပါတယ် မင်းသမီးတယောက်ဖြစ်ပြီးတော့ယူစီယာယောက်ျားရှာလာဆိုပြီးတော့အချိန်တော်ကြာဝေဖန်ခံခဲ့ရပေမယ့်အချိန်ကြာလေသူတို့နှစ်ယောက်ချစ်ကပရိသတ်အားကြစရာဖြစ်ခဲ့တာသိကြပါပြီ။မြတ်သူသူတို့နှစ်ယောက်ဟာအလောက်ကိုင်းမတူသလိုအစအစအရာအကုန်ကွဲလဲကြပေမယ့်တယောက်နဲ့တယောက်လေးစားမှုတွေချစ်ခင်မှုတွေနဲ့နေတိုင်းကြတာမလို့ပရိသတ်အားကြရတဲ့ဇုံတွေတွေဖြစ်ခဲ့တာလည်းဖြစ်ပါရည်။မြတ်သူသူကမျိုးသားပေါ်မှာယူသည်လေးစားသလိုမျိုးသားဖြစ်သူစိုက်ထက်ပြက်ကတော့အရာရာကိုမြတ်သူရဲ့သဘောတိုင်နေကြတာလည်းဖြစ်ပါရည်။စိုက်ထက်မြေရဲ့နားလည်မှုတွေအချစ်တွေကတော့ပရိသတ်တွေကြားမှာလေးစားစရာ ရာကောင်းခဲ့တာသိကြပါပဲနော်။စိုက်တဲ့မြက်ကတော့အိနာခွဲတယောက်ဆိုရဲပြောစရာပြစ်ကားလို့ရဲ့ချက်နာအကုန်ကောင်းပါရင်မင်းသမီးကိုလက်ထက်ယူထားပေးမယ်။သဝင်းတူရာမျိုးမရှိပါဘူး။လုပ်ငန်းရှင်တစ်ထည့်တယောက်ဖြစ်ပေမယ့်သူမကိုရိတ်တကြီးကြီးနဲ့ သူမလိုသမျှဖြည့်ဆည်းပေးတယ်လို့သူမလိုက်ဆေးလွှင့်ပြီးတော့အလောလောကိုင်းတဲ့နေရာ ထိလိုက်ခါဈေးကူရောင်းပေးတာတွေထိပါလုပ်ပေးတာကြောင့်ပရိသတ်တွေကတော့မြတ်သူတို့ရဲ့အိမ်တော်ရဲ့ကံကောင်းတဲ့ပုံမှာအားကျနေကြရပါပြီမြတ်သူတို့နေရာကတော့အိမ်တော်တက်တဲ့နှစ်နှစ်တွင်းမှာကိစ္စရင်းကိုတယောက်နဲ့တယောက်ညှိနှိုင်းပြီးတော့နားလည်မှုတွေနဲ့တိစောက်ခဲ့တာကြောင့်သူတို့နေရာကခုချိန်မှာရခင်ခေါက်ချက်ပို့ပြီးတော့နားလည်လာတယ်လို့ပို့ပြီးတော့လည်းချက်လာကြတာလည်းဖြစ်ပါပြီသူတို့နေရာကအသားရပျော်ရွှင်တဲ့အိမ်တော်ရဲ့ကို Facebook က post တွေထဲအပြန်လက်တွေ့ဘဝမှာတကယ်ချစ်ပြီးစိတ်ချမ်းသာဖို့ပို့ဒီကကြ တဲ့အတွက် Facebook မှာပဲဆင်ပြေနေရတဲ့အပြန်လက်တွေးမှာဆင်ပြေအောင်နေထိုင်ကြရလေဖြစ်ပါတယ်။မြတ်သူတို့ဇနီးမောင်နဲ့ဟာကိုးကွယ်ရဘာသာမတူကြပေမဲ့တယောက်ရဲ့ဘာသာကိုတယောက်ကမစော်ကားပဲနဲ့အပြန်လဲချစ်ခင်လေးစားမှုနဲ့နေထိုင်ခဲ့ကြတာဖြစ်ပြီးအခုချိန်မှာတော့သူတို့ရဲ့အိမ်တော်တက်တန်းဟာနှစ်နှစ်ပြည့်လို့နေပါပြီ။ကိုးကွယ်ရဘာသာမတူတဲ့သူတို့နှစ်ယောက်ကတော့အိမ်တော်တက်တန်းနှစ်နှစ်အတွင်းမှာပဲတယောက်ရဲ့ဘာသာကိုတယောက်ကမစော်ကားခဲ့ပါဘူး။မြတ်သူကလည်းကိုဆိုင်တဲ့မြေရဲ့ဘာသာလေးကိုမကူပြောင်းပေမဲ့ဆိုင်တဲ့မြေလို့ချင်တဲ့ဘာသာကြီးနဲ့ပတ်သက်ရင်ထောက်ပံ့ပေးတယ်လို့ဆိုင်တဲ့မြေ က်ကလည်းအဲ့လိုပါပဲစိုက်ထက်မြက်ကလည်းမြတ်သူသဘောအတိုင်းဖျားတက်ရင်လည်းလိုက်ပြီးသလိုဘာသာရေးလူတွေလုပ်ပေးတဲ့ပြင်အခုဆိုရင်တော့ရှင်ပြုတ်လူကိုတူတူလုပ်ပေးရာနှစ်ကြိမ်မြောက်တောင်မှရှိခဲ့ပါပြီပထမကြိမ်မှာတူတူလုပ်ဖို့တွေးထားပေမဲ့သူချုပ်ကြခဲ့တာမလို့အမျိုးသားဖြစ်သူကပဲသူ့ဆန္ဒအတိုင်းဦးစီးပြီးတော့လုပ်ကင်ပေးခဲ့တာလည်းဖြစ်ပါတယ်ပထမအချိန်မှာအတူတူမစင်ရွေးခဲ့ရပေမဲ့ဒုတိယအချိန်မှာတော့နှစ်ယောက်တူကုသိုလ်တူယူအောင်လို့ရှင်ပြုအလူပွဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်။မြက်သူတို့နှစ်ယောက်ကတော့ဒုတိယအချိန်ရှင်ပြုအလူကိုအေဘီလာ73ရက်နေ့မှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ရှင်ပြုအလူပွဲ ယ်ကိုရန်ကုန်တိုင်းလမ်းတရာမြို့နယ်ကအင်းကြီးစီတာပရိယတ်တီစာတင်တိုင်းမှာကျင်းပပြီးတော့အရှင်ပါ82ပါးကိုရဟန်းကန်ရှိပြုပေးရလဲဖြစ်ပါရည်သူတို့နှောင်းရင်အလူပွဲကြီးကတော့ပကာတနာကင်းပြီးကုသိုလ်တရားရင်ပြည့်ရှံနေမှာတည်ကြပါပြီကိုရိုင်းကလူတကာငေးရမောစားပဲနဲ့တကယ်ချွတ်တဲ့တဲ့သူတွေကိုခရဏနာရှိပြုပေးရလဲဖြစ်ပါရည် သူတို့နှစ်ယောက်ရဲ့ရဟန်းကန်ရှင်ပြပွဲကတော့လဝက်သူတွေအတွက်တကယ်ကြိုးထူးတဲ့အလူပွဲလေးမလို့ကြီးမိသူတိုင်းတအားလို့ကြေကြေခေါ်ဆိုကြရတာလည်းဖြစ်ပါသည်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားစရာသတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနှုပညာရှင်တွေရဲ့စိတ်ဝင်စားစရာအကောင်းတဲ့ကြောင်းရာတွေကိုချိန်နဲ့တပြေးညီတိဆက်ပေးမှာမလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။